ဗုဒ္ဓဒိုင်အရီသဘာဝတရားသည်ပွင့်နေသောစာအုပ်ဖြစ်သည်ဤဒေတာဤအတွေးခေါ်ဆွမ်းရည်သည်ပျက်စီးယိုယွင်းသွားလိမ့်ပြီပုဂ္ဂိုလ်တူတရားသည်တစုံတစ်ခုတွေးတောစဉ်းစားပြီးလျှင်ကမ္ဘာလောက၏မျက်မှောက်၌တစုံတစ်ခုတင်ပြနိုင်သည်ဟု၍သူတို့သည်မတွေးတတ်ကြပေ အကယ်၍ပုံကိုတူဦးကမိမိ၏အတွေ့အကြုံဖြင့်စူးစမ်းလေ့လာ၍ကမ္ဘာလောကဤရှေ့မှောက်၌သစ္စာတရားတစ်ခုခုကိုတင်ပြလျင်ကမ္ဘာလောကသည်တင်ဤသစ္စာတရားကိုဘယ်အရသည်။တင်ဤသစ္စာတရားကိုဘယ်ရှတ္တရကျန်းကံဘယ်ဆရာသမားစီကရခဲ့သည်။ဟူသောမိခွန်များကို ထုတ်တက်လေသည်။ရှတရာကျန်းကန်တို့၏အခြေခံနှင့်ဆရာသမားတို့၏အခြေခံမှလည်းအတွေ့အကြုံသာလျှင်ဖြစ်၏ ဟူသောအချက်ကို လူတို့သည်မတွေးမိကြပေ။အကယ်၍ရှတရကျန်းဆရာများသည့်ဤကမ္ဘာလောကအားအတွေ့အကြုံဖြင့်လေ့လာခဲ့သည်ဖြစ်ပါလျင်ယနေ့တစုံတစ်ယောက်သောပုဂ္ဂိုလ်ကလည်းဘာကြောင့်မလေ့လာနိုင်ပဲရှိမည်နည်။အာစီဝကဥပကလည်းဤကမ္ဘာလောကတွေက လူတယောက်ပင်ဖြစ်ရှာသည်ငါအကြောင်းကိုကြားပြီးငါထံမှစကားအသေးစံအချို့ကိုကြားသိရသည့်အခါသူအံ့ဩသွားသည် နှစ်ရှည်လာများတရားအကျင့်ကိုကျင့်လျက်နေညင်းမပြတ်ဘာဝနာပွားများပြီးနောက်ဤသစ္စာတရားကိုရှာဖွေစည်းပူးရရှိထားခြင်းဖြစ်သည်ဆိုသည်ကို သူခမများမစင်စားမိရှာပေသူသည်ငါဤစကားအသစ်ဆံများကိုကြားရသောအခါတင့်ဆရာမိသူနီးဟူသောမိခွန်းကိုပဲမေးရှာလေသည်ငါကပြန်ပြောသည်ငါဤဆရာဟူ၍ထူးထူးခြားခြားပဲသူများမရှိ ဤကမ္ဘာလောကတစ်ခုလုံးသည်ငါးဆရာဖြစ်သည်။တဘာဝတရားသာလျှင်ဖွင့်ထားသောကျန်းကန်စာအုပ်ကြီးဖြစ်သည်။ထိုကျန်းကန်စာအုပ်ကြီးကိုငါကိုအတွေ့အကြုံဖြင့်လေ့လာဖတ်ရှုခဲ့သည်။ထို့ကြောင့်ငါကိုယ်တိုင်ငါးဆရာဖြစ်သည်။ငါသည်ယဟန်တာဖြစ်သည်။ဆရာသခင်ဖြစ်သည်။တမ္မာတန်ဗုဒ္ဓဖြစ်သည်။ကမ္ဘာလောကမှာဓမ္မစကြာကိုလဲစင်ရန်အတွက်ဘာယနတိကိုအခုငါသွားမည်။ ဥပကကရည်ပြီးပြောသည်တင်ပြောသလိုသာ ဖြစ်လျင်တော့တင်သည်တကယ်တကယ်ပင်ဇီနာဖြစ်ဖို့ရှိသည်ငါကပြန်ပြောသည်ငါလိုပုဂ္ဂိုလ်မျိုးကိုသာလျင်တကယ်ဇီနာဟုခေါ်ခြင်းဖြစ်သည်ဇီနာဖြစ်သည်အပေါ်ယမပေါ်နေခြင်းမဟုတ် အပြင်ပန်းတောက်ပြောင်ဝင့်ဝါမှုလည်းမဟုတ်ဇီနာဖြစ်သည်စိတ်နှလုံးတန့်ရှင်းစင်ကြယ်မှုပေါ်မှသာတည်နေသည်အကျဉ်သူသည်တစ္ဆာတရားကိုသိမြင်ရရှိ၏ ဖောက်ပြန်မှုများအပေါ်၌အနိုင်ရရှိ၏ထို့သူတလျင်စီးနာဖြစ်သည် ဟုတ်ပါသည် တင်စီးနာဖြစ်ပါလိမ့်မည်ရင်းတို့ပြောပြီးလျင်ဥပကသည်နှာခေါင်းရှုံကပါးစဲရွက်ကနှင်ထွက်ခွာသွားလေသည်ဥပကသည်ပညာဉာဏ်အတော်တန်ရှိပုံရသည့်ယသိယဟန်တူဖြစ်သည်။တို့ရရင် သူလည်းငါ့ကိုနားမလဲ။ ဤကဘာလောကသည်ငါ့ကိုဘလို့လုံနားလဲမည်နည်းဟုငါစဉ်းစားကြည့်သည်လူဘဝ၌လူတို့သည်ဘယ်သူကိုမျှနားမလဲကြငါ့ကိုလည်းနားလဲမည်မဟုတ်တို့ရတွင်တနေ့တွင်လူတို့သည်ငါ၏လမ်းကြောင်းတွင်ရှောက်သွားကြလိမ့်မည်ဟုယုံကြည်သည်အကျင့်သစ္စာတရားကိုငါသည်ကဘာလောကအားပေးမည်လုံနေ၏ထိုသစ္စာတရားဖြင့်ကဘာလောကသည်ကောင်းကျိုးရှိမည်မှာအမှန်ဖြစ်၏ တို့ဖြစ်၍ကမ္ဘာလောကသည်ယနေ့နားမလည်စေကမူ၊နှက်ပြန့်နှိုင်းမူနားလည်လာပေလိမ့်မည်။ပညာရှိများသည်နားလည်အောင်လုံလမပြူကြ။လူသားမန်များထက်ပညာရှိအခေါ်ခံနေကြသူများဤမျက်ကံယုံကြည်မှုကတာ၍ကြောက်စရာကောင်းသည်လူသားမန်များကမူပညာရှိများလောက်တကဲ့သို့မိမိတို့၏မျက်ကံယုံကြည်မှုအပေါ်၌အသိပညာအဖုံးကိုဖုံးအုပ်မထားကြပေ ရှင်ခဲ့သူတော်ဘဝင်မြင့်မှုမာနကြီးမှုများကြောင့်ပညာရှိတို့သည်တစ္ဆာတရားကိုမမြင်ကြရပေ။ဒါမဲ့အတိတရားရှိသူများသာလျှင်တစ္ဆာတရားကို မြင်ကြရသည်။ပညာရှိများတဲ့ကအကယ်၍တရားမှတရားတစ္ဆာတရားကိုသိမြင်သည်ဆိုလျှင်ဒါမဲ့လူများ အနက်ကတရားမှ၁၀ရောက်သို့မဟုတ်အယောက်၂၀တစ္ဆာတရားကိုသိမြင်ကြပေလိမ့်မည်။ဥပကသည်ပညာရှိဖြစ်သည် သူ၏မျက်ကန်းယုံကြည်ချက်သည်အပိုင်းခြားမရှိပေ။ သူသည်မိမိ၏မျက်ကန်းယုံကြည်ချက်ကိုမိမိကိုယ်တိုင်နားမလဲပေမိမိ၏မျက်ကန်းယုံကြည်ချက်ပေါ်တွင်သူသည် အသိပညာအဖုံးကိုဖုံးအုပ်ထားသည်ကမ္ဘာလောကတွင်ဥပကပေါင်းများစွာပြည်နေလိမ့်မည်သူတို့သည်ငါ့ကိုသဘောပေါက်ကြလိမ့်မည်မဟုတ်အကျဉ်သူတို့တွင် မျက်ကန်းယုံကြည်မှုမရှိ မမာနာမရှိအကျဉ်သူတို့သည်တည်ကျင်တတ်ခြင်းဤ ထိုသူတို့သည်သာလျှင်ပညာရှိဖြစ်ဖြစ်မဖြစ်ဖြစ်ငါကိုသဘောပေါက်ကြပြီလိမ့်မည် သူတို့အားသာလျှင်သစ္စာတရားကိုငါညွှန်ပြနိုင်ပြီလိမ့်မည်အာလာရကာလာမအသက်ထင်ရှားမရှိတော့ဒီမှာဝန်းနေပွဲပင်ဖြစ်ပေသည်ဥတကကွယ်လွန်သွားပြီဆိုသည့်တည်င်းကိုလည်းယခုပင်ရရှိသည်ထိုပုဂ္ဂိုလ်များသည်ပုဂ္ဂိုလ်မွန်များဖြစ်ကြသည် သူတို့သည်နားလည်မှုလည်းရှိသည် တည်ခြင်းတက်ခြင်းသည်စံထားလည်းရှိသည်ဂိုင်းကနဆွဲရှိသည်ပုဂ္ဂိုလ်များလည်းမဟုတ်ပေငါသူတို့ထံသို့ပညာယူရအောင်သွားခဲ့သည် သူတို့ထံကပညာအစုံရရှိသောအခါငါကသင်တို့ထံမှဘာသင်ကြားစရာရှိသေးသနည်းနောက်ထပ်သင်ပြပါဦးဟုပြောသည်ထို့အခါသူတို့နှစ်ဦးကငါတို့စီမှာနောက်ထပ်ဘာမှမရှိတော့ရှိသမျှသင်သင်ကြားတတ်မြောက်ပြီးပြီဖြစ်၍ ဆရာတစုသာပြုလုပ်ပါတော့ဟုပွင့်ပွင့်လင်းလင်းပင်ပြန်ပြောကြသည်သူရတွင်ငါကဆရာတစုပြုလုပ်ရန်ငင်းပယ်ပြီးလျင်နောက်ဆုံးပေသစ္စာတရားကိုရအောင်ရှာဖွေလို့သေးသည်ဟု သူတို့ကိုပြောပြသည်ထို့အခါကျတော့သူတို့ကငါကိုလိုရာသွားခွင့်ပေးကြသည်ကမ္ဘာလောကရှိရင်ခဲ့သို့သော တကယ်ယူသားဖြောင့်မတ်သည့်စိတ်တဘောဓာရှိသူပညာရှိများကို တွေးရှိဖို့ရန်ခဲယင်းလှသည် ကံ၍သူတို့နှစ်ဦးသာအတဏင်ကိုထင်ရှားရှိနေပြီးငါဤတစ္ဆာတရားကိုနားထောင်ရလျင်သူတို့သည်ဝမ်းမြဝမ်းသာဖြစ်ကြလျက်ငါဤလမ်းစဉ်ကိုလက်ခံချမိမှာအမှန်မဟုတ်ချဖြစ်သည်တို့ရတွင်ယနေ့ဖို့တွင်လာလာချင်းစောင့်နှင်ထွင်းသလိုဖြစ်ခဲ့ရသည်ရင်းတို့ဖြစ်ခြင်းကိုနမိတ်မကောင်းဟုထင်မြင်ယူဆရမည်လောမဟုတ်ပေယခုကတွင်ငါသည် နမိတ်ကောင်းမကောင်းဟုသည်မှအပဖြစ်နေပြီ။ နမိတ်ကောင်းမကောင်းဆိုဒီမှာလဲကမ္ဘာလောက၏အမှားတစ်ခုသာဖြစ်သည်နမိတ်ကောင်းမကောင်းဟုဒီမှာနှလုံးအားပြော့သူများအားခြောက်လန့်လေးရှိသည့်စိတ်ကူတွေကတစေသာလင်ဖြစ်သည်ယင်းနမိတ်ကောင်းမကောင်းဆိုဒီအဖွဲတို့မှာငါအားဘာလုံးနိုင်ကြမည်နည်းအကယ်၍ငါသည်အကျင့်တရားအောင်မြင်မှုမရလျင်အကျင့်တရားတစ်ချိန်ကြိုးစားဖို့ရန်အသင့်ပင်ရှိသည်အကယ်၍အတိတ်ဆိုးနမိတ်ဆိုးဆိုဒီမှာတစုံတစ်ခုသောအရာဝတ္ထုဖြစ်ခဲ့လျင်လည်း အကျိန်များစွာ လုံလာဥတ္တဟာပြုလျက်ငါသည်ယင်းအတိတ်ဆိုနမိတ်ဆိုတို့ကိုအားနေသွားအောင်ပြုလုံမည်ငါအနေဖြင့်နမိတ်ကောင်းမကောင်းကိုလည်းဂိူးမဆိုင်သင့်ပေချီမွန်ခြင်းကဲ့ရဲ့ရှုံချခြင်းကိုလည်းအမှုမထားသင့်ပေဥပကသည်ယနေ့ငါအားချုံချသွားသည် ရင်ထုံချမှုမျိုးကိုငါသည်အကျိန်များစွာခံရပေလိမ့်မည်။ငါသည် 现在水果到杨大林后边，只一段红嘞，六百来米。